မင်္ဂလာပါရှင်ခေတ္တတလီဗေးရှင်းကနေတရင်နေ့ကိုတင်ဆက်ပေးပါမယ်ရန်ကုန်ပြည်လမ်းပိုင်းရှိကျေးရွာများမှာလူငယ်များကိုစစ်မှုထမ်းဖြင့်ပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းမင်းလာမြို့နယ်ရန်ကုန်ပြည်လမ်းပိုင်းရှိကျေးရွာများမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဝန်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှ၈ဦးသေဆုံးခဲ့ကြောင်းတာယာဝတီခရိုင် PDF မှတာဝန်ရှိသူတောင်းကပြောပါရယ်အေဒီနာ၂၂ရက်နေ့မနက်၁၀:၃၀ခန်းချိန်ရန်ကုန် ြီးလမ်းပိုင်းရှိခြေရွာများမှလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့အကြံပတ်စစ်ကောင်စီတပ်သားတွေကအညာတန်းကြီးရွာအနီးရှိ53မြမထမင်းဆိုင်မှာ ထမင်းစားနေစဉ်တာယာဝတီခရိုင်တိုင်ရင်3800နှစ်တက်ခွဲနေရဲဘော်တွေကရှောင်းတခင်ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်53ထမင်းဆိုင်မှာ အပြင်မှာစောင့်နေတဲ့ပြူစောတီးနှကောင်ကိုကျွန်တော်ပြစ်တာမြင်ရောထမင်းစားနေတဲ့စစ်ခွေးနဲ့ပြူခွေးတွေကဆိုင်ကယ်ရီပေါ်တက်ပြီးဖယိုဖယဲနဲ့အတင်းမောင်းပြေးကြတယ်။အပြင်မှာရက်ထားတဲ့သူတို့ဆိုင်ကယ်ရီအပြင်ပြည်သူတွေရဲ့ဆိုင်ကယ်ရီပါတုံရတက်မောင်းပြေးတယ်။ကျွန်တော်တို့လိုက်ပြစ်တော့တချို့ပြူခွေးတွေကကိုင်းမြင်ကြည့်တဲ့ တရားအောက်ကချောင်းထဲကိုပါပြေးကြတာနှစ်ကောင်ကတရားအောက်မှာတည်နေတန်ရရသွားတဲ့စစ်ခွေးနဲ့ပြုတ်ခွေးဆယ်ကောင်ကိုမင်းလာစေရင်ပို့တာစေရင်မှာ6ကောင်ထက်တည်တယ်။အဲဒီနောက်ကျွန်တော်တို့နေမြေရှင်လင်းလောက်ပါတယ်တရားမြောက်ဖက်ကစစ်ကူလာတဲ့စစ်ခွေးတွေကရှမ်းတန်းပြီးလက်နက်ကြီးတွေနဲ့ကျွန်တော်တို့ရှိတဲ့ထင်းတဲ့နေရာကိုပစ်တဲ့တိုက်ပွဲဖြစ်ပြီးတော့မင်းလာတာဆောင်နဲ့စစ်ကွင်းတာဆောင်ကိုပိတ်ပြီးရန်ကုန်ပြည်လမ်းကကားသွားလာခွင့်မပြုတော့ဘူးလို့တာယာဝတီခရိုင် PDF မှာတာဝန်ရှိသူတောက်ကပြောပါတယ်။တာယာဝတီခရိုင်တိုင်ရင်3800နှစ်တက်ခွဲနေတဲ့တက်ခွဲ3ရဲဘော် ွေကလည်းနေမြေရှင်းလင်းရေးတွေလှုပ်ဆောင်နေပြီးဆက်လက်ပြီးလည်းထိတွေ့တိုက်ပွဲတွေဖြစ်ပွားလာနိုင်ကြောင်းပြည်သူများအနေနဲ့စစ်သားများအနီးတွာလာနေထိုင်ခြင်းတွေလုံးဝလုံးဝမပြုလုပ်ကြဖို့စစ်ကောင်စီဘက်မှလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်လာနိုင်ပြီးအထူးသတိထားနေထိုင်ကြဖို့တာယာဝန်ခံပြည်တရက်ကအတိအပြပြောဆိုထားပါတယ်။ နောက်တစ်ပုတ်အနည်းနဲ့ကော့ဂရိတ်နဲ့ဂျုံတို့လန်ပန်းရှင်စစ်တပ်ကိစ္စကန်၅ခုကို KNL လေး PDF ပူပေါင်းတပ်တွေကထိန်းချုပ်လိုက်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်စေဦးထက်မင်းခိုးလုံအလင်းဝင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။ KNP နဲ့ကော့ဂရိတ်နဲ့ဂျုံတို့လန်ပန်းရှင်စစ်တပ်စခန်း၅ခုကို KNL လေး PDF ပူပေါင်းတပ်တွေကထိန်းချုပ်လိုက်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်စေဦးထက်မင်းထွက်ပြေးခိုးလုံလာကြောင်း KNL တရင်အရှင်မြတ်ကပြောကြားခဲ့ပါတယ်အခုရက်ပိုင်းတွင်ဖြစ်ပွားခဲ့တဲ့ တပ်ပွဲများအတွင်ကော့ဂရိတ်ဂျုံတို့လမ်းပိုင်းရှိစစ်ကောင်စီတပ်ရဲ့အထိုင်းဂိတ်စခန်း၅ခုထိန်းချုပ်သိမ်းပိုင်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များမှလည်း KNL PDF မဟာမိတ်ပူးပေါင်းတပ်တွေထံဇက်တိုင်း ခုတ်လုံလေးရရှိကြောင်းသိရပါတယ်။ဧပြီလ18ရက်နေ့နဲ့19ရက်နေ့တွေမှာ တုံတုံနဲ့ကော့ကရစ်ကိုသွားတဲ့လမ်းမကြီးပေါ်မှာရှိတဲ့ DKPA ပို့ပြီး BGM မှဝင်အောင် PC အဖွဲ့ခမာယ946ခမာယ945တက်တွေရဲ့အထိုင်ကိတ်နေရာတွေအကုန်စွန့်ပြီးပြေးကုန်ကြပြီးဧပြီလ21ရက်နေ့မှာတုံတုံခမာယ945တက်ကနေစစ်သား6ဦးပြေးလာတဲ့ဖန်အန်တက်က2ဦးပါတယ်စစ်မှုရန်တသားသစ်4ဦးပါတယ်အခုသိမ်းပိုင်ရထားတာက4တိုင်5တိုင်နွားချံကောကော့ဝလဲနေရာတွေပေါ်သူတို့စစ်တပ်ကြံ့နေတာက9တိုင် နာကတကိတ်လှိုင်ဝတကိတ်ကြံသေးတယ်အဲ့ဒီဂိတ်နှစ်ခုရရင်တော့ကော့ဂရိတ်နဲ့ကြုံလို့ကြမှာစကားစတိုင်ရင်နေရာတွေကလွဲလို့ကိစ္စကမ်းမရှိတော့လို့လမ်းမကြီးကိုထိန်းနိုင်ပြီလို့ KNL သတင်းရင်းမြစ်ကပြောပါရယ်လက်တော်လုံးမှာကော့ဂရိတ်မြို့ဝင်ရှိခမာယ946တိုင်ရင်စကားကဆက်နဲ့ခလာယ230ခလာယ931အမတ်တ330တိုင်ရင်တွေကို KNL PDF မဟာမိတ်တပ်တွေကဝိုင်းပတ်ပိတ်ဆို့ထားပြီးစည်ရေးအခြေအနေအလွန်တင်းမာနေကြောင်းသိရပါရယ် အပြင်း၂၀ရင်းနောက်ပိုင်းမှာစာခကစနစ်နဲ့သူ့ရဲ့အရန်တိုင်ရင်နေရာတွေကိုထောက်ထားတာပေါ့နော်သူတို့အပြင်းမထွက်တိုက်တော့ဘဲနဲ့ drone နဲ့ကင်းထောက်တဲ့ဝိုင်းတွင်းလီရင်နေနဲ့ပုံပတ်ကျဲတဲ့တိုင်ရင်တွေကလည်းလက်နက်ကြီးတွေနဲ့ရှမ်းတပ်ပြစ်တဲ့တိုင်ပွဲကရှန်ကုတ်ဖုန်ကြီးကျောင်းသားမှာရှိရဲစစ်တပ်ဖန်ကားကကရုကြီးနေရာတွေကိုတိုက်နေတာရဲ့ကိုးတိုင်နာကစစ်တပ်ကိစ္စကန်တွေကိုတိုက်နေတာရှိရဲလို့ KNL သတင်းရင်းမြစ်ကဆက်လက်ရှင်းပြပါရယ်အခုခါတိုက်ပွဲတွေကြောင့်လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီးကော့ဂရိတ်မြို့မှာစစ်ပီးမရှောင်ပဲနေထိုင်ရန်ကြံရည်သူများမှာကုန်စင်းလုံးကြီးမြင့်နေတာကြောင့်ဝယ်ယူစားသုံး ဖို့ခက်ခဲနေကြောင်းသိရပါတယ်။စစ်ကောင်စီတပ်ကကွန်ကရစ်မြို့တွင်ရှိဖုန်ကြီးကျောင်းဖျားစီရီနဲ့စာတင်ကျောင်းတွေမှာအထိုင်ချတဆွဲပြီးခန့်စစ်ပြင်ဆင်ထားကြောင်းအလားတူကျုံတုံးမြို့မှာလည်းစစ်ကောင်စီတပ်ကရေစကန်စာတင်ကျောင်းဖျားကုန်းနဲ့ဖုန်ကြီးကျောင်းများမှာ အင်အားရာကြီးတက်ဆွဲပြီးခန်းစစ်ပြင်ဆင်ထားကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့ငင်းချိုင်းဆွေးနွေးပွဲပြည်သူများရဲ့လှူလာချက်လစ်လျူမရှိဘဲနိုင်ငံတကာကိုယာယီသမ္မတတိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့ငင်းချိုင်းဆွေးနွေးပွဲပေါ်ထားရှိတဲ့သဘောထားကိုနိုင်ငံတော်အနေနဲ့စမ်းစစ်သုံးသပ်ဖို့လိုအပ်ကြောင်းမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတဒူဝါလက်ရှိလာကတိုက်တွန်းပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့အစိုးရဖွဲ့စည်းဝေးကို AP22 ရက်ကကျင်းပခဲ့ရာမလ28ရက်မြင်းကလေးလောက်ခတ်မှုအကြောင်းပြုပြီးပြည်တွင်းငင်းချိုင်းဆွေးနွေးပွဲများ ပေါ်ပေါက်လာဖို့တိုက်တွန်းမှုများစွာရှိလာတဲ့အခြေအနေနဲ့ပတ်သက်ပြီးယာယီသမရကအခုလိုပြောကြားခဲ့တာပါအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မြန်မာတိုင်းငံလုံးငြိမ်းချမ်းရေးတည်ငြိမ်ရေးကိုအစဉ်လိုလားကြောင်းယာယီသမရကပြောပါတယ်ဒါကြောင့်မိမိတို့အစိုးရဟာ စကိုင်းကလင်ကြီးလှုပ်ခတ်ပြီးမကြခင်မှာမိမိကိုကိုကုကံကာကွယ်ခြင်းမှအပအပြစ်ခတ်ရဲစဲဖို့ပထမဆုံးကြီးညာခဲ့တာလည်းဖြစ်ပါတယ်။ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပြည်သူလူထုရဲ့အတိတ်ကလူလားချက်တွေကိုလစ်လျူမရှုဖို့တော့ကျွန်တော်တို့အားလုံးအာရုံစိုက်ကြမှာဖြစ်ပါတယ်။ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်မြအောင်တွန်းအားပေးနေတဲ့နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့လည်းစစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပေါ်ထားရှိတဲ့သဘောထားကိုလေးနက်စွာ စမ်းစစ်သုံးသက်ကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်လို့ရှာယီသမရကပြောပါတယ်စစ်ကောင်စီအနေနဲ့မိမိကိုယ်ကိုပြန်လဲသုံးသက်ဖို့လိုအပ်မှုရှိနေကြောင်းရှာယီသမရကပြောပါတယ်မြန်မာနိုင်ငံမှာဘက်လို့အုပ်ချုပ်ရေးနဲ့မဆိုတိုင်းပြည်ကိုအမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင်မလုံနိုင်ဘူးဆိုတာနှစ်ပေါင်း80ကျော်ကြာပြည်ရင်းစစ်ကတက်တည်ပဲဆိုတာနားလည်ဖို့လိုတယ်လို့ရှာယီသမရကပြောကြားပါတယ်ပြည်တော်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကလည်းအင်အားပြေငလင်ဖြစ်ပေါ်ခဲ့မှုနဲ့တော်လိုင်းတက်တွေကငလင်တန်းခံခဲ့ရတဲ့နေရာဒေသတွေမှာထိုးစစ်ရက်ဖို့ကြေညာခဲ့တော်လဲစစ်ကောင်စီကပြည်သူကို ဦးတည်တဲ့တိုက်ခိုက်မှုတွေပုံမှုပြင်းထန်စွာတွင်လာပါရင်ရန်သူကတော့ရန်သူပြည်သားတာထပ်ပေါ်ပါရည်ဒါကြောင့်ကျွန်တော်တို့ဒီနဲ့ပြင်ဆင်မှုတွေကိုလင်းဟင်းခြင်းမရှိဘဲအကန့်အသတ်ဖြစ်လာတဲ့အချိန်ကိုတန်ဖိုးရှိစွာအသုံးချရင်းစီမံကြားဖို့လိုအပ်ပါတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါရည်ဒါအပြင်နိုင်ငံတကာရဲ့ဖိအားကငလင်းကိုအကြောင်းပြုပြီးပုံများလာနိုင်ပွဲရှိရဲ့လို့ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါရည်အခုဆိုရင်အာဆီယံဘက်ကတော့အင်တိုင်းအားတိုင်းစီမံဆောင်ရွက်လာတဲ့အခြေအနေတွေကိုတော့အားလုံးလည်းသိရှိပြီးဖြစ်ပါတယ်နောက်ထပ် ဖြစ်လာနိုင်ပွဲရှိတဲ့နိုင်ငံတကာရဲ့အခင်းအကျင်းတွေကိုလည်းကျွန်တော်တို့ဘက်ကကြိုတင်တွက်ဆထားဖို့ကြိုတင်ပြင်ဆင်ထားကြဖို့လိုအပ်မှာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့လာရှုမှာစစ်ကောင်စီတပ်များဝင်ရောက်လာတော့လဲရှားမခတိုင်းစစ်ဌာနချုပ်ပြန်လဲဖြစ်ပေါ်လာရင်မရှိဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကိုတရုတ်ရဲ့ဖိအား ပြီးဂျာဝင်စီစံမှုတွေကြောင့်စစ်ကောင်စီရဲ့တပ်များမြို့အတွင်းကိုဝင်ရောက်လာတော့လဲအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခပြန်လည်ဖြစ်ပေါ်လာရဲ့မရှိကြောင်းဒေသခံနဲ့နှိစက်တဲ့သူတွေစီကတင်ရပါတယ်။လာရှုမြို့ကိုကိုကန့်တပ်မတော် MNDA ကထိန်းချုပ်ထားရမှာပြီးခဲ့တဲ့ AB 19ရက်မှာစပြီးပြန်လည်ဆုတ်ခွာပေးခဲ့ရပြီးစစ်ကောင်စီတပ်များရင်တန်းများနဲ့ဝင်ရောက်လာပြီးလက်ရှိမှာအဆင်ပြေသလိုနေထိုင်နေရကြောင်းသိရပါတယ်။ကြားရသလောက်တော့ရမခစစ်ဌာနချုပ်ကိုလာရှုပြန်မထားပါနောက်ဆုတ်ပြီးထားမယ်ထင်တဲ့အရင်ကတော့တိုင်ရန်ဘက်မှလူပြန်စုထားတယ်လို့အဆိုပါအကြောင်းအရာကို သိရှိထားတဲ့နှစ်ဖက်အတိုင်းဝိုင်းနဲ့နှိဆက်သူတောင်းကပြောပါရယ်စစ်ကောင်စီကမြန်မာအယူရရှုံးပြီးသောနေရာမှာရှာမခကိုပြန်မထားခြင်းတဲ့သဘောဖြစ်နိုင်တယ်လို့တိုင်းစစ်ဌာနချုပ်ကလည်းခံစစ်ခံတက်ကြီးတခုလိုတိဆောက်ထားခြင်းမဟုတ်ပဲအမိန်ပြီးစစ်ဌာနချုပ်ပဲဖြစ်ကြောင်း၎င်းကတုံ့တက်ပြောဆိုပါရယ် ဒါအပြင်မြို့ရင်းရှိဌာနဆိုင်ရာရုံးတွေကလည်းစစ်ကောင်စီရဲ့လေကြောင်းလက်နက်ကြီးဒရုန်းတို့နဲ့ပစ်ခတ်မှုဖြင့်တိုက်ပွဲတွေကြောင့်ထိခိုက်ပျက်စီးမှုတွေရှိပြီးအသုံးမပြုတဲ့အတွက်ခြုံငွေများထူထပ်နေကြောင်းသိရပါတယ်။ဌာနဆိုင်ရာရုံးတွေကလည်းသူတို့စစ်ကောင်စီပြန်ထိုင်မဲ့အခြေအနေမျိုးတော့မရှိသေးဘူး။သူတို့လူတွေတော့ရောင်းနေပြီးဒါပေမဲ့သူတို့ပြင်ဆင်ရမှာအများကြီးရှိတယ်လို့ဒေသခံမျိုးသားတောင်းကဆိုပါတယ်။လက်ရှိမှာလာရှုမြို့တွင်ကိုစစ်ကောင်စီတပ်များနဲ့အုပ်ချုပ်ရေးဖွဲ့များရောက်ရှိနေတဲ့ဆိုတဲ့အနေအထားမျိုးတော့ရှိနေသေးတယ်လို့တပတ်မှလည်းတရုတ်အစိုးရကိုကန့်တက်တဲ့စစ်ကောင်စီလိုတုံးပွင့်ဆိုင်ဆွေးနွေးနေစေဖြစ်တယ်လို့ သားထားတာကိုတင်ဆက်ပေးလိုက်ရပါရရှင်